လေကိကောတိုက်ပွဲမှာစစ်မှုထမ်းတပ်သား3ဦးလက်နက်နဲ့အတူအလင်းဝင် ရန်ကုန်ပြည်ဟာစစ်ကြောင်းထံစစ်မှုထမ်းတပ်သား2ဦးလက်နက်များဖြင့်အလင်းဝင်ကရင်ပြည်နယ်လေကိကောတိုက်ပွဲအတွင်းစစ်မှုထမ်းတပ်သား3ယောက်ကလက်နက်တွေနဲ့အတူကိုရာစစ်ကြောင်းထံအလင်းဝင်ရောက်ခဲ့တယ်လို့တော်လန်ရေးသတင်းရင်းမျက်စိကသိရပါဗျာအော်တိုဘာလ6ရက်မနေ့ကအကျန်းဖတ်စစ်တပ်ရဲ့တမ20နှစ်ကနေစစ်မှုထမ်းတပ်သား3ယောက်ဟာ AA မျိုးစားတနက်တွေနဲ့အတူ ကော့ပိုရာစစ်ကြောင်းထံအလင်းဝင်ရောက်လာတာကြောင့်ဂုံပြူစုမှုတွေချင်းမြင့်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်ပြူဟာစစ်ကြောင်းတစ်စီကိုလည်းအကြမ်းဖက်စစ်တပ်မှစစ်မှုထံတပ်သားတစ်နှစ်ယောက်ကလက်နက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့အဆိုပါစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ6ရက်မနေ့ကရန်ကုန်ပြူဟာစစ်ကြောင်းတစ်စီကိုစစ်မှုထံတပ်သားတစ်နှစ်ယောက်ကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။စစ်မြေပြင်မှာတွေ့ကြရင်တော့ ငါတို့ညာပြီးရွေးပြစ်နေလို့မရဘူးခုလိုအမှားမှန်သိပြီးအလင်းဘက်ကိုကူပြောင်းလာရင်တော့ကိုစိုးကြီးတို့ကနှွေးထွေးစွာကြိုဆိုတယ်။ဖြူဟာစစ်ကြောင်းတစ်ထန်တို့လက်နက်နှလက်နဲ့အတူအလင်းဝင်ရောက်လာတော့ပစ္စညီငယ်နှစ်ယောက်လိုရန်ကုန်ဖြူဟာစစ်ကြောင်းတစ်ကသတင်းထုတ်ပြန်ရေးသားထားပါတယ်။